ကနေဒါနဲ့မက္ကဆီကိုတွင်းကောင်အခွန်ကောက်မှုထရရာရီဆိုင်ကကနေဒါနဲ့မက္ကဆီကိုနိုင်ငံတွေကကုန်ပစ္စည်းတွေအပေါ်တွင်းကောင်အခွန်ကောက်ခံမှုကိုအမေရိကန်သမ္မတဒေါ်နယ်ထရပ်ကတလာနီဘာဆိုင်ခံလိုက်ကြောင်းရိုက်တာသတင်းမှာဖော်ပြထားပါတယ်အမေရိကန်ရဲ့အထူးကုန်တွဲပဲနိုင်ငံတွေဖြစ်တဲ့အိန်းနီးချင်းနိုင်ငံတွေက ခုန်ပစ္စည်းတွေအပေါ်25ရက်ခိုင်နှုန်းသွင်းကုန်ခွန်ကောက်ခံမှုကြောင့်အမေရိကန်အစုရှယ်ယာဈေးတွေကျနေချိန်မှာအခုလုံးနှစ်နိုင်ငံလုံးကခုန်ပစ္စည်းအများစုပေါ်သွင်းကုန်ခွန်ကောက်ခံမှုကို AB လ2ရက်နေ့အထိဆိုင်းငံ့ထားဖို့တမရကကြာသပတေးနေ့ညနေမှာအမိန့်ထုတ်ခဲ့တာပါမက္ကဆီကိုကနေဒါနဲ့အမေရိကန်တို့ရဲ့2020ခုနှစ်ချုပ်ဆိုခဲ့တဲ့ကုန်သွယ်ရေးသဘောတူညီချက်မှာအကြောင်းဝင်နေ ကုန်ပစ္စည်းအလုံးပေါ်25ရာခိုင်နှုန်းသွင်းကုန်ခုံကောက်ခံတာကိုဆိုင်းငံ့တယ်လို့တမရအမိန်မှဖော်ပြခဲ့ပါတယ်။ကနေဒါနဲ့မက္ကဆီကိုနိုင်ငံတွေကအတင်သွင်းတဲ့မော်တော်ယာဉ်တွေအပေါ်25ရာခိုင်နှုန်းအခွန်ကောက်ခံမှုကိုလည်းရပ်ပိုင်းအတွင်းမှာပဲပြန်ပြီးဆိုင်းငံ့ခဲ့ပါတယ်။အမေရိကန်ကားကုမ္ပဏီကြီးသုံးခုနဲ့တမရအဆွေးနွေးပြီးနောက်မှာဆိုင်းငံ့ခဲ့တာဖြစ်ပါတယ်။ မြန်မာကွန်ရက်သတင်းမီဒီယာမှာနောက်ဆုံးရနိုင်ငံတကာသတင်းများကိုသိရှိနိုင်ဖို့ like share subscribe လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်ရှင်